အေအော်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးတင်မဝင်ဟာဒီကနေ့မနက်ပိုင်းကဟင်းစရာမြို့နယ်အိပ်ပြက်ကျေးရွာအောက်စုမှရှိတဲ့ကျေးရွာများကမ်းမြို့ကာကွယ်ရေးအတွက်အမျိုးသားသဘောအဘိုင်းနယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရံပုံငွေဖြင့်ဆောင်ရွက်ထားတဲ့ GEO test တိုင်းကမ်းနေတမန်အကြားမှာအေအော်ရင်မြင့်တိုက်စားမှုကြောင့်အလျား120ပေကန့်ကမ်းပါအီကြမှုဖြစ်ပေါ်နေတဲ့နေရာတို့တွားရောက်ကြည့်ရှုစစ်ဆေးကြရမှာရေရင်းမြင့်တဲ့မြေချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူများကအရေးပေါ်ကာကွယ်ရေးအဖြစ် ဂျီယိုဘက်အိတ်များခြားသားဆောင်ရွက်နေမှုအခြေအနေများနဲ့ရေနှဲကာလရောက်ရှိချိန်မှာမူလပုံစံအတိုင်းပြန်လည်ဆောင်ရွက်သွားမယ့်အစီအမံများအားရှင်းလင်းတင်ပြခဲ့ပါတယ်အဲ့ဒီနောက်ဒိုင်းဒေတာကြီးဆိုရအဖွဲ့ဝင်ကြီးချုပ်ဟာ GEO test တိုင်ကန်နေတမန်အလျား P9000 အနက်ချားမှာ AR မြေတည်ဆောက်မှုတွေကြောင့်အလျား P120 ကန်ကမ်ဘာအီချာမှုဖြစ်ပေါ်နေမှုအားကြီးရှုဆက်ဆေးခဲ့ပြီး ဂမ်မာအောက်ခြေတိုက်စားမှုဟာအလင်းမြန်ထိန်းချုပ်နိုင်ရေးအတွက်ဂျီယိုဘတ်များကိုအချိန်မီခြားထားဆောင်ရွက်ရန်မြေပြင်ပြန်လည်မြေတက်လာချိန်မှာရေနှင်းမြုပ်မှုအပိုင်းများမှာထိခိုက်မှုမရှိစေရေးကြိုးနှင်းကာကွယ်ဆောင်ရွက်သွားရန်ဆောင်ရွက်ပြီးဂျီယိုတက်စတိုင်းကန်နင်းတမန်များရဲ့ကြံ့ခိုင်မှုကိုထိခိုက်မှုမရှိစေရေးအတွက်မျက်ခြေမပြတ်စောင့်ကြည့်ဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့ကြောင်းလည်းသိရှိရပါပါတယ်ခင်ဗျာ